င်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတာဝန်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဂါဇာကအစ္စရေးတစားကန်တွေရဲ့ဗီဒီယိုကိုပထမဆုံးချိန်ဟာမတ်ထုတ်ပြန်ခဲ့တဲ့သတင်းယီမင်စစ်စင်ရေးအတွက် Signal Group ထဲမှာသတင်းတော်ဦးကိုမှားထည့်မိကြောင်း အင်ဖြူတော်ကအတီးပြုတ်လိုက်တဲ့သတင်းနဲ့ဗင်နီဇွဲလားရေနံဝယ်ယူတဲ့နိုင်ငံတွေပေါ် ခွန်25ရာခိုင်နှုန်းထက်စီးကြမယ်ဆိုတဲ့ထရမ့်ရဲ့တတိပေးချက်သတင်းတွေပဲဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမှာကတော့နှစ်လကြာအပြစ်ခတ်ရစဲရေးသဘောတူညီချက်ပြက်ပြားသွားပြီးနောက်ပါလက်စတိုင်းအဖွဲ့ဟာမတ်စ်ကအစ္စရေးဒဇာကန်ဦးရဲ့ဗီဒီယိုကိုပထမဆုံးအကြိမ်ထုတ်လွှင့်သွားခဲ့ပါတယ်အနီယာဖီမစ်ပါ21နောက်နေ့စက်3အော်တိုဘလ9ရက်နေ့တွင် နိုဗာကီတာပွဲတော်မှာဟာမတ်စ်ကပြန်ပေးဆွဲလာခဲ့တဲ့အသက်35နှစ်အရွယ်နဲ့အသက်24နှစ်အရွယ်အမျိုးသားနှစ်ဦးကိုအဲ့ဒီဗီဒီယိုထဲမှာတွေ့ရပါတယ်။ဒီဗီဒီယိုတွင်အမည်မသိနေရာတစ်ခုမှာ ထိုင်နေကြရင်အကျဉ်းသားနံပါတ်21နဲ့နံပါတ်22အကျဉ်းသားဖြစ်ကြောင်းပြောဆိုထားကြသလိုသူတို့အိမ်ပြန်ရဖို့အတွက်လည်းတောင်းပန်ထားကြပါတယ်။အဲ့ဒီဒီဇိုင်းကန်တွေရဲ့အထောက်အထားကိုတော့မိသားစုတွေဘက်ကဗီဒီယိုတင်ပြီးအတည်ပြုထားတာတွေ့ရပါတယ်။ ပထမဆုံးအပြစ်ခတ်ရစဲရေးသဘောတူညီချက်ကိုလက်ခံဖို့ဟာမတ်ပေါ်အစ္စရေးစစ်တပ်ကစီရေးအရာဖိအားပေးခဲ့ပြီးနောက်ဒဇာကန်80လောက်ပြန်လွတ်လာခဲ့ပါတယ်။ဟာမတ်ဘက်ကရောဟာမတ်ဘက်ကရောအစ္စရေးအစိုးပြုထားတဲ့နောက်ထပ်သဘောတူညီချက်ကိုလက်ခံဖို့ညှင်းဆို့ထားပြီးအလုံးစုံအပြစ်ရမှသာလျှင်ကြန့်ရှိနေသေးတဲ့ဒဇာကန်59ဦးကိုလွှတ်ပေးဖို့အသေးစားဆုံးနီလန်းဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ ဂါဇာစစ်ပွဲအဆုံးသတ်ရေးတော်ဆီဇန်ညှိနှိုင်းမှုတွေကိုအစ္စရေးယားဟားမတ်စ်ဘက်ကပါချိုးဖောက်ခဲ့တယ်ဆိုပြီးအပြန်အလှန်ဆွဆွဲထားကြပါတယ်။ဒါပေမဲ့လည်းညှိနှိုင်းမှုတွေဆန္ဒရှိနေစေဖြစ်ကြောင်းဟားမတ်စ်အနေနဲ့ပြောကြားထားပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့ယီမန်နိုင်ငံကဟူတီတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်မဲ့အစီအစဉ်ဆွေးနွေးနေကြတဲ့ Signal App ရဲ့ group chat တစ်ခုမှာ journalist ဦးကိုမှားထည့်မိခဲ့တယ်လို့ Imperial ဘက်ကဝန်ခံသွားပါတယ်။မလ73ရက်နေ့မှာ Imperial အမျိုးသားလုံခြုံရေးအကြံပေး Michael Walsh ရဲ့အကောင့်ကနေအဲ့ဒီ group ထဲဝင်ဖို့ဖိတ်ခေါ်တဲ့ invite ကိုလက်ခံရရှိခဲ့တယ်လို့ The Atlantic Magazine Editor ချုပ် Jeffrey Goldbach အနေနဲ့အတည်ပြုပါတယ်။မလ15ရက်နေ့အတွင်း Houthi Rebel American စစ်စင်ရေးမစတင်ခင်မှာ ာကွယ်ရေးဝန်ကြီးဖြစ်သူ Hackset ကဒီစစ်စင်ရေးအသေးစိတ်ကိုအဲ့ဒီ group ထဲမျှဝေပေးခဲ့တယ်လို့ပြောသွားပါတယ်။အဲ့ဒီတဲမှာပြစ်မှတ်တွေ၊သုံးမဲ့လက်နက်တွေနဲ့တိုက်ခိုက်မှုအစီအစဉ်တွေပါအသေးစိတ်ပါဝင်နေပြီး signal ကိုအစဉ်ချင်းမဲ့သုံးတဲ့လုပ်ရဖြစ်တယ်လို့ Gobus ကတုံ့တက်ခဲ့ပါတယ်။အဲ့ဒီ group ထဲမှာဒူးသမရ JD Vance နိုင်ငံခြားရေးဝန်ကြီး Marco Rubio CIA director John Radcliffe ထောင်လယ်ရေးဒါရိုက်တာတူစီဂေါဘက်မနာအေးဝင်ကြီးစကော့ဘက်ဆန်တို့နဲ့အတူအမျိုးသားလုံခြုံရေးကောင်စီ ထိပ်တန်းအဖွဲ့ဝင်တွေထိပါဝင်နေတာတွေ့ရပါတယ်။အဲ့နောက်ကာကွယ်ဝင်ကြီးဖိခ်ဟက်ဆာဘက်ကဘသူမှဒီစစ်ပွဲအစီအစဉ်တွေကိုစာပို့မနေပါဘူးဆိုပြီးညှင်းဆိုသွားခဲ့ပါတယ်။ဒီလိုမျိုးထရမ့်ရဲ့အမျိုးသားလုံခြုံရေးအဖွဲ့ကပိုပြီးလုံခြုံတဲ့အစိုးရဆက်သွယ်ရေးစနစ်မတုံးမဲ signal group ထောင်ပြီးပြောနေတာရော အခုလိုမျိုးအပြင်လူကိုတတိမထားမိပဲထည့်လိုက်တာဟာအင်မတန်ပုတ်ဆတဲ့လုပ်ရက်ဖြစ်တယ်လို့ဝေဖန်ပြောဆိုနေကြပါတယ်။ Trump ကတော့ Signal Group အကြောင်းကိုဘာမှမသိဘူးလို့တုံ့ပြန်ထားပါတယ်။အထက်လွှတ်တော်ရဲ့ Democratic ခေါင်းဆောင် Chuck Schumer ကလည်းဒီလိုမျိုးပေါက်ကြားမှုကိုစုံစမ်းစစ်ဆေးပေးဖို့အတွက်တောင်းဆိုခဲ့ပါတယ်။ the hoaxes of russia 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 or the fine people on both sides hoax or suckers and losers hoax. So this is a guy that peddles in garbage. This is what he does. နောက်ထပ်သတင်းတပုတ်အနေနဲ့ American သမ္မတ Donald Trump ဟာ Venezuela စီကရေနံဝယ်ယူနေတဲ့နိုင်ငံတွေရဲ့သွင်းကုန်တွေကို25ရာခိုင်နှုန်းအခွင့်စင်းကြမယ်လို့ချိန်ချမှုအသစ်ပြုလုပ်ခဲ့ပါတယ် cliche i don't want to say we're doing it to make america great again because i say that အမေရိကန်စီတင်ပို့မဲ့အဲ့ဒီနိုင်ငံတွေရဲ့ကုန်စည်တွေပေါ်အခွန်တိုးကောက်မှုကိုစစ်ပွားအခွန် secondary tariff ဖြစ်တယ်ဆိုပြီး Trump ကတုံ့တုံ့ခဲ့ပါတယ်။ဒါ Venezuela နိုင်ငံဘက်က American ပြည်တွင်းနဲ့ကိုရာဇဝတ်ကိန်းသားတွေရွေကျက်ရှိရှိဆေလွတ်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်မျိုးအပါအဝင်အကြောင်းပြချက်များစွာနဲ့ဒဏ်ခတ်ဖို့အတွက်ရည်ရွယ်ထားတာဖြစ်ကြောင်းဖော်ပြထားပါတယ်။တစ်ဖက်မှာတော့ Trump က twin gun gun ကောက်မဲ့သူ့ရဲ့အစီအစဉ်တွေကို ရှော့ပေါ်ပေးနိုင်တယ်လို့ပြောဆိုခဲ့တဲ့အပြင်အခြားနိုင်ငံများစွာအတွက်ပါခဏတာရနာပေးနိုင်တဲ့အကြောင်းအရေးမှုပေးခဲ့ပြန်ပါတယ်ထရမ့်ရဲ့ချင်းကြောက်မှုတွေကြောင့်မကြာသေးခင်တုန်းကတိတိတတ်တာကျဆင်းသွားခဲ့တဲ့ American Share ဈေးကွက်ဟာပြီးခဲ့တဲ့တနင်္လာနေ့မှာအနည်းငယ်ပြန်ဥမော်လာခဲ့တယ်လို့ရေနံဈေးတွေလည်းတရာခိုင်နှုန်းကျော်ပြန်တက်လာခဲ့ပါတယ်လာမယ့် April 2ရက်နေ့မှာလည်း American ပို့ကုန်တွေပေါ်ချမှတ်ထားတဲ့အခွန်တိုင်း လက်တုပ်ပြန်သွားမဲ့အစီအစဉ်ကို Trump ကစတင်အကောင့်ထဲပေါ်နိုင်မှုရည်ရွယ်ထားလျက်ရှိပါ रे မလ24ရက်နေ့မှာတော့ဒီအခွန်ကောက်ခံမှုအစ်စ်နဲ့ပတ်သက်ပြီး Imperial ဘက်ကဒီထက်ညှင်တာတဲ့ပုံစံမျိုးနဲ့တမတ်နှုံထားကိုပြန်လျှောက်ပေးမဲ့သဘောမျိုးပြသခဲ့ပြန်ပါ रे အခုလိုမျိုး Venezuela ပေါ်နောက်ဆုံးချိတ်ချောက်မှုဟာဒီ Latin America နိုင်ငံရဲ့ရေနံဝယ်ယူသူတွေဖြစ်တဲ့တရုတ်အိန္ဒိယနဲ့ Spain လိုမျိုးနိုင်ငံတွေအတွက်ပါ ဖိအားမြင့်တက်စေနိုင်တယ်လို့ရှုမြင်ထားကြပါတယ်။အမေရိကန်နဲ့တရုတ်ဟာဗင်နီဇွဲလာအတွက်အဓိကရေနံဖောက်တဲ့နိုင်ငံတွေဖြစ်နေပေမဲ့လည်းပေကျင်းကတော့မှီခိုးမှုနည်းပါပြီးပြီးခဲ့တဲ့နှစ်မှာတရုတ်ကိုရေနံစီပေါင်း17တန်းကျော်သာဝယ်ယူခဲ့ပါတယ်။ဒါ့အပြင်အမေရိကန်တို့ကဒုတိယအကြီးမားဆုံးရေနံကုမ္ပဏီဖြစ်တဲ့ Chevron ကို Washington ရဲ့စီးပွားရေးပိတ်ဆို့မှုတွေကနေနှစ်လတာကင်းလွတ်ခွင့်ထပ်တိုးပေးခဲ့တာကြောင့်အခုလိုမျိုး ရင်းနှံစိမ့်ဝယ်ယူမှုများပြနေတာဖြစ်ပါတယ်။ထရမ့်သမ္မတတာဝန်ဆယူပြီးချိန်ကလေးကဒီလိုမျိုးအငင်းပွားဝယ်ရာကိစ္စရဲ့မျိုးစုံမှာအသာစီးရလာဖို့အတွက်အခွန်စည်းကြမှုနဲ့ချင်းချောက်မှုတွေကိုအကြိမ်ကြိမ်သုံးပြီးဖိအားပေးလေရှိတာတွေ့ရပါတယ်။ so many that have worked so hard uh, the price of eggs are coming down as salad denset pima garo american pine colorado လွတ်တော်မှာချိတ်ဆွဲထားတဲ့ပုံသူပကြီကားဟာ အင်မတန်ယိုဆိုးတယ်ဆိုပြီးသမ္မတဒေါ်နယ်ထရမ့်အနေနဲ့ဝေဖန်လိုက်ပါတယ်။ဒါဟာရုရှားသမ္မတဗလာဒီမာပူတင်စီကနေသူ့ပုံတူပကြီကားတစ်ချက်ကိုလက်ဆောင်ရခဲ့တဲ့ အချိန်နဲ့လည်းတိုက်ဆိုင်လို့နေပါတယ်။ဘသူမှကို့ပုံကို့ပကြီကားကိုယိုဆိုးပန်းဆိုးမကြိုက်ကြပါဘူး။ကျုပ်တောင်ဒီလောက်ဆိုးတာမျိုးတခါမှမမြင်ဘူးပါဘူးဆိုပြီးထရမ့်ကသူပိုင်တဲ့လူမှုကွန်ရက် True Social ပေါ်မှာရေးသားခဲ့ပါတယ်။အဲ့ဒီပကြီးဆီယာမကပဲ သမရအိုဘားမားပုံလဲရေးခဲ့ပေမဲ့ကြည့်လို့ကောင်းခဲ့ပါရဲ့ကျုပ်ပုံတစ်ခုပဲတကယ်အဆိုးဆုံးဖြစ်နေတာပါဒီမျိုးသမီးကအသက်ကြီးလာတာတဲ့အမျှအရေးချင်းကြလာတာဖြစ်မယ်လို့လည်းဖြစ်ဆွက်ပြောတော့ပါရဲ့အဲ့ဒီပကြီးကားကို2019ခုနှစ်ထဲကကော်လိုရာဒိုပြည်နယ်လွှတ်တော်မှာချိတ်ဆွဲထားခဲ့တာဖြစ်ပြီးမလ24ရက်နေ့မှာတော့ပြန်ဖြုတ်ချလိုက်ပြီးဖြစ်ကြောင်းသိရပါရဲ့အဲ့ဒီနောက်ပူတင်စီကလက်ဆောင်ရတဲ့ပကြီးကားကိုတော့လူသိရှင်ကြား ထုတ်ပြတာမျိုးမတွေ့ရသေးပါဘူး။ရုရှားအစိုးရရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဒမီထရီပက်စကော့ဖ်ကလည်းဒါဟာပူတင်ပေးတဲ့ပုဂ္ဂလလက်ဆောင်ဖြစ်တယ်လို့အတည်ပြုထားပေမဲ့အသေးစိတ်ကိုတော့မပြောတော့ပါဘူး။အဲ့ဒီပကြီးကားဟာရုရှားထိပ်တန်းပကြီးဆရာတူရေးဆွဲပေးတဲ့လှပတဲ့လက်ရာတစ်ခု ဖြစ်တယ်လို့လည်းဖော်ပြထားပါရီ။ထရမ်ကိုတိုင်ကဒီပကြီးကားကိုသဘောကျတယ်လို့ဆိုထားတဲ့လျောက်ပူတင်နဲ့ဆက်ဆံရေးပုံမူနီးကပ်လာတဲ့အပေါ် ညွှန်းဆိုပြလျက်ရှိပါသည်ဆက်လက်တင်ဆက်ပေးမှာကတော့ပြည်ထိုင်နိုင်ငံမှာ Facebook နဲ့ Instagram ရဲ့ meeting company ဖြစ်တဲ့ Meta ဟာအခကြေးငွေ ပေးက subscribe လုပ်ပြီးကြော်ညာတွေဖယ်ရှားနိုင်မဲ့အစီအစဉ်ပေါ်ဆောင်နိုင်ဖို့အတွက်စဉ်းစားနေပြီဖြစ်ပါသည်အဲ့ဒီလူမှုကွေရဲ့အသုံးပြုသူတွေကသူတို့ရဲ့အချက်လက်တွေကိုမသိစေချင်ဘူးဆိုရင် ad free ဆိုတဲ့လစဉ်ချင်းနဲ့တုံးဆွဲသွားနိုင်မှာဖြစ်ပါသည် ဒါဟာပြီးခဲ့တဲ့အပတ်တုန်းကပြည်ထိုင်အမျိုးသမီးတဦးဟာကြော်ညာအထွက်ပြစ်မှတ်ထားမှုကိုရပ်တန့်နိုင်မှုကုမ္ပဏီပေါ်တရားစွဲဆိုမှုအဆုံးသက်ချိန်နဲ့လဲတိုက်ဆိုင်လို့နေပါ रे ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာမက်တာက Facebook နဲ့ Instagram တို့ @free ကိုတလ9.99ယူရိုနဲ့ရွေးချယ်သုံးစွဲနိုင်မှုထားရှိပြီးသားဖြစ်ပါ रे 2023အောက်တိုဘာလအတွင်းမက်တာဘက်ကဥရောပမှာ every season ကိုစတင်ခဲ့တာဖြစ်ပါတယ်ပြီးတိမ်မှာလဲဒါမျိုး season စတင်ဖို့တော့ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူအနေနဲ့အတည်ပြုသွားပါတယ်ဒါပြင် matter ကသူတို့ platform ပေါ်မှာတနိုင်တပိုင်းကြော်ညာတွေကိုအလကားပြခွင့်ပေးမဲ့အကြောင်းမှာအတည်ပြုသွားပါတယ် matter ဟာသူတို့ရဲ့ဝင်ငွေကို social platform တွေပေါ်ကကြော်ညာတွေပေါ်အဓိကမှီခိုနေရတာလည်းဖြစ်ပါတယ်ဒါကြောင့် matter ရဲ့နောက်ဆုံး3လပတ်ဝင်ငွေတွေကိုကြည့်မယ်ဆိုရင် 96ရာခိုင်နှုန်းအထိကကြော်ညာဝင်ငွေတွေဖြစ်နေတာတွေ့ရပါတယ်။အခြားဆိုရှယ်မီဒီယာတွေဖြစ်ကြတဲ့ Snapchat, TikTok နဲ့ X တို့ကလည်း subscription အစီအစဉ်တွေလုပ်ပြီး ad free နဲ့ဝင်ငွေကိုရှာဖွေနိုင်မှုပြင်ဆင်နေကြပြီဖြစ်ပါတယ်။နောက်ထပ်သတင်းဒီပုတ်အနေနဲ့2024ခုနှစ်အတွက်နှစ်လိုက်ဝင်ငွေအစီရင်ခံစာအရတရုတ်ကားထုတ်လုပ်သူ BYD ဟာအဓိကပြိုင်ဘက်ဖြစ်တဲ့ Tesla ကုမ္ပဏီပေါ် ဒေါ်လာ100ခွန်ဘီလီယံနဲ့ကျော်တက်နိုင်ခဲ့တယ်လို့သိရပါတယ်။ရှန်ကျန်းမြို့အခြေစိုက်ဒီလီယက်စစ်ကားကုမ္ပဏီရဲ့ဝင်ငွေဟာ29ရာခိုင်နှုန်းအထိတက်လာခဲ့တာဖြစ်ပြီးဘီလီယံနာအီလွန်မတ်စ်ပိုင်ဆိုင်တဲ့တက်စလာရဲ့ဝင်ငွေဒေါ်လာ60ခွန်ဒသမ8ဘီလီယံထက်ပိုမိုများပြားခဲ့ပါတယ်။အဲဒီနောက်တရုတ်ပြည်မကြီးမှာအယောင်အယဆုံးလျှက်စစ်ကားဖြစ်တဲ့ Tesla ရဲ့ Model 3နဲ့ရှင်ပြိုင်နိုင်ဖို့အတွက် BYD ဘက်က ဈေးထက်ဝက်နီးပါးတက်တာတဲ့ချင်း L ကားမော်ဒယ်အစ်စ်ကိုပါပွဲထုတ်လာခဲ့ပါတယ်။တစ်ဖက်မှာ American သမ္မတ Trump နဲ့အကြံပေးဖြစ်သူ Max တို့ကြားနှီးဆက်ပတ်သက်မှုဟာ Tesla ရောင်းအားကျဆင်းလာတာနဲ့ဆက်ဆက်နေတယ်ဆိုပြီး ဖော်ပြထားပါတယ်။ဒါအပြင် Max ရဲ့နိုင်ငံရေးအရစွပ်ဖက်မှုတွေပါရှိလာခဲ့တာကြောင့်ကမ္ဘာတဝန်းစန့်ကျင်မှုတွေနဲ့ရင်ဆိုင်လာရခြင်းမှာတရုတ်ကားလုပ်ငန်း Nepal ကလည်း အနောက်နိုင်ငံတွေရဲ့အခွန်စည်းကြမှုကိုကြုံတွေ့နေရတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်အတွင်း EV ကရောင်းချရမှာ BYD က1.6တန်းနဲ့ Tesla က1.9တန်းရှိခဲ့တဲ့အလျောက်ရောင်းအားတိတ်မကွာတာကို တွေ့ရပါတယ်။ဒါပေမဲ့ BYD ဘက်ကလျှက်စစ်နဲ့ရော Destiny နဲ့ပါမောင်းနှင်နိုင်တဲ့ hybrid ကရောင်းအားကိုပါထက်တွက်မယ်ဆိုရင်ပြီးခဲ့တဲ့နှစ်မှာ အစည်းအဝေး၄သမ၃တန်းအထိစံချိန်တင်ရောင်းချနိုင်ခဲ့ပါတယ်။ဒီနှစ်ဖေဖော်ဝါရီလမှာလဲ PYD ကဖျားစက်ခုတော် God's Isle ဆိုတဲ့မောင်းသူအထောက်ကူပြုနောက်ဆုံးပေါ်နည်းပညာကို သူတို့ရဲ့ကားမော်တဲ့အားလုံးမှာအခမဲ့ထက်သွင်းပေးမယ်ဆိုပြီးကြေညာထားခဲ့ပါတယ်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ Donald Trump ရဲ့ချွေးမဟောင်းဖြစ်သူ Vanessa Trump နဲ့တွဲနေတယ်ဆိုပြီးခေါင်းရဲ့အကြုံမော်ဖြစ်သူ Tiger Woods အနေနဲ့ ကြီးညာသွားခဲ့ပါရီအသက်58နှစ်အရွယ်ဖန်နက်ဆာဟာဒေါ်နယ်ထရမ့်ဂျူနီယာနဲ့73နှစ်ကြာလက်တွဲခဲ့သူလည်းဖြစ်ပါရီအဲ့ဒီနှစ်ဦးကြားမှာကလေး9ယောက်ထိရှိပြီး2018ခုနှစ်အရောက်မှာတော့ပြက်ဆဲခဲ့တာဖြစ်ပါရီအသက်59နှစ်ရှိပြီဖြစ်တဲ့ဝူဒ်ကတော့သူနဲ့ဖန်နက်ဆာတို့နှစ်ယောက်တွဲတပ်ပုံတွေကိုလူမှုကွန်ရက်ပေါ်မှာတင်ခဲ့ပါရီ အချစ်တွေနဲ့ထုံမွန်းလို့နေပါတယ်ဘဝကဘေးမှာမင်းရှိတော့ပိုကောင်းလာခဲ့ပါတယ်ဘဝရှိကြီးကိုအတူတကွရှောင်းလန်းဖို့မျှော်လင့်ထားပါတယ်ဆိုပြီးရေးသားခဲ့ပါတယ်အခုလိုမျိုးဘာကြောင့်ရုတ်တရက်ကြီးညာရတယ်လဲဆိုတာမသိရသေးပေမဲ့လည်းသူတို့တွဲနေတဲ့သတင်းကိုပြီးခဲ့တဲ့ရက်သက်တပတ်တွေကအတင်းဖြစ်မဂ္ဂဇင်းတွေမှာဖော်ပြထားခဲ့ပါတယ်ဝူထာဂော့ဖ်အာဂဇာနီနဲ့အဓိကချန်ပီယံဆုကြီး15ခုအထိပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာနံပါတ်1အဖြစ် ကာလကြာရှည်ရည်တည်နိုင်ခဲ့သလိုအကျော်ကြားဆုံးသောအာကစားသမားတွေထဲမှာလည်းပါဝင်သူဖြစ်ပါတယ်။ဒါပေမဲ့အိမ်တော်ရေးဖောက်ပြန်မှုအများပြားနဲ့လိင်ကိစ္စအရှုပ်တော်ပေါ်တွင်ကြောင်းပုံရိပ်ထိခိုက်ရပြီးနောက်မှာအာကစားသမားဘဝအောင်မြင်မှုတွေပါဆုံးရှုံးခဲ့ရပါတယ်။ဒါအပြင်လိင်ကိစ္စဆွဲလွှဲမှုတွေကုသမှုပါခံယူခဲ့ရပြီးပထမအိမ်တော်နဲ့လင်းနစ်ကြမိသားစုဘဝကိုပါအဆုံးသတ်ခဲ့ဖို့သူဖြစ်ပါတယ်။ ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်ကတော့ကိစက်နိုင်ပါ